စကိုင်းငလင်ကြောင်ထိခိုက်ဒေဆုံးမှုတွေနဲ့ပတ်သက်ပြီးဒီကနေ့မေလ15ရက်နေ့နောက်ဆုံးရရှိထားတဲ့ငလင်ထူးခြားသတင်းတွေနဲ့အတူတခြားစီရေးအခြေအနေတွေကိုသိရှိနိုင်ဖို့သတင်းရယူတင်ဆက်ပေးနေတဲ့ TV ရဲ့သတင်းတော်ကိုဇွဲတစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်မင်္ဂလာပါကိုဇွဲတစ်ရေ။အော်ဒီကနေ့ဒီမေလ15ရက်နေ့ထိရရှိထားတဲ့ငလင်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုရင်ဆုံးပြောပြပေးပါအောင်ရှင်။ ီမတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြီးအားဒီနေ့မေလ15ရက်နေ့ဆိုရင်ဂျပန်90ကျော်ရှိပြီပေါ့နော်ဒီဂျပန်90ကျော်တင်မှာဆိုရင်ငလင်ကြောင်ထိခိုက်ဒေဆုံသူက4400နဲ့မှ84ရောက်ထိခိုက်ဒဏ်ရာရှိသူက1000နဲ့မှ366ရှိပြီပေါ့နော်မြေပြင်မှာလဲရှာဖွေကြဆဲတွေလောက်ဆောင်နေဆဲဖြစ်တာကြောင့်ကိန်းကနတိထပ်ပို့ပြီးရှိနေနေပါတယ်ဒီကနေ့မှာဆိုရင် after shock ငလင်းနေလဲစတိုက်လောက်ခတ်နေတာဖြစ်တာကြောင့်ဒီကနေ့နေ့လဲပိုင်းမှာအင်အား ပမာဏ3.3 Richter scale ရှိတဲ့ငလင်တစ်ခုကမန္တလေးမြို့နောက်ဘက်ကိုဗဟိုပြုပြီးတော့လောက်ခတ်ခဲ့ပါတယ်။ဒီ match လ28ရက်ကငလင်ကြီးလောက်ခတ်ခဲ့တာရပား90ကျော်ရှိပြီဆိုမှမန္တလေးမြို့မှာတော့ထောင်ထဲချီတဲ့ငလင်တန်သစ်အဆောက်အုံတွေရှိနေပြီးတော့ဟိုလူနေလို့မရတဲ့ပြင်ဖြိုချရှင်းလင်းတာတွေလည်းအပြည့်အဝမလုပ်ဆောင်နိုင်သေးဘူးပေါ့နော်။ဒီရက်တွေထဲမှာမိုးရွာသွန်းတဲ့အခြေအနေရှိတာကြောင့်လည်းဒီငလင်တန်သစ်အဆောက်အုံတွေပြိုကျတာတွေလည်းရှိခဲ့တယ်။ဒီလိုမျိုး ပြိုကျပြက်စီးခဲ့တဲ့ဆောင်းတွေဖြိုဖျက်ဆောင်းတွေကိုဟိုဒီစစ်ကောင်စီကဒီအမြင်တင့်တယ်ဖို့ဆိုပြီးတော့ဟိုမေလ၁ရက်နေ့ကဒီမန္တလေးစီပင်ကဒီပြိုကျဆောင်းတွေကိုဒီတွတ်ပြားရဲကာထားဖို့ဆိုပြီးတော့ထုတ်ပြန်ခဲ့တာရှိတယ်ဒါပေမဲ့မန္တလေးဒေသခံတွေကဒီလိုတွတ်ကဖို့အတွက်ကိုပေါ့နော်တွတ်ကဖို့ထက်ကိုထိခိုက်ပျက်စီးနေတဲ့အိမ်တွေဖြိုဖျက်ဖို့တောင်မပြီးသေးဘူးလို့ပြောဆိုနေကြရပေါ့နော်လက်ရှိမှာလည်းကုန်စင်လုံးတက်တဲ့အခြေအနေတွေကြောင့်သိုးစေးတွေကလည်းမြင့်တက်နေပြီးတော့ဒီတွတ်ပြားကာထားတွေကိုတိတ်မတွေ့ရသေးဘူးလို့လည်းဒေသခံတွေကပြောဆိုနေကြရပေါ့နော် ဟုတ်ကဲ့ပါကိုဒီငလေနောက်ဆက်တွဲအရာဒီအပြည့်ရက်ထားတဲ့ကာလအတွင်းစီးရေးအခြေအနေတွေလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ပါဒီစကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဒီကနေ့မေလ15ရက်နေ့ထိစစ်ကောင်စီကဒီနိုင်ငံတော်မှာလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ရေပေါင်း663ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်း DPP ကစုစည်းထားတဲ့ချက်လက်တွေအသိရပါတယ်ဒီပမာဏတွေရကအကြိမ်920ကျော်ဟာဆိုရင်စစ်ကောင်စီကိုယ်တိုင်အပြည့်အကြောင်းကြေညာထားတဲ့ကာလအတွင်းမှာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဆိုရင်တပဲရင်မြို့နယ်ကအိုးတိန်တွင်းရာစတင်ချောင်းကိုစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျက် တ်ခိုက်ခဲ့တာကြောင့်ចောင်းသားចောင်းသူ22ယောက်နဲ့အဲဆရာဆရာမ နှစ်ယောက်တည်ဆုံခဲ့ပြီးတော့အယောက်တရာကျော်ထိခိုက်ဒဏ်ရာရှိခဲ့တယ်ပေါ့နော်။အဲသူတို့ရဲ့လက်ရှိအခြေအနေကလည်းစိုးရိမ်ရတဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းကာယကံရှင်ပြည်သူတွေကဒီအပြစ်မဲ့တည်ဆုံခဲ့ရတဲ့သူတို့ရဲ့ကလင်းငယ်တွေအတွက်ဖြစ်မဆန်တာဖြစ်နေကြပြီးတော့ဟိုဒီတရားမျှတမှုအတွက်နိုင်ငံတကာတောင်းဆိုမှုတွေလည်းပြုလုပ်နေကြတယ်လို့သိရတယ်။ဒီငလင်လောက်ခတ်ပြည်နာပိုင်းမှာစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်ပေါ့နော်။ကလေးတငယ်အပါဝင်အပြစ်မဲ့ပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်စုစုပေါင်း456ထပ်မင်းနဲ့တည်ဆုံခဲ့ရလို့လည်းသိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ။ငလျက်ထူကြသတင်းတွေနဲ့အတူတခြားစီးရီအခြေအနေတွေကိုသိနိုင်ဖို့မေးမြန်းခဲ့တာပါ။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးအောင်ပါ။